အကြောင်းမျိုးမျိုးကြောင့်ကျွန်တော်တို့ရဲ့ Facebook အကောင့်ကိုအခြားလူတယောက်ရဲ့ဖုန်းထဲမှာဝင်ခဲ့တာပဲဖြစ်ဖြစ်အခြားလူတယောက်ရဲ့ကွန်ပျူတာထဲမှာဝင်သုံးခဲ့တာပဲဖြစ်ဖြစ် browser ထဲမှာဝင်ခဲ့တာပဲဖြစ်ဖြစ်ကျွန်တော်တို့အဲ့ဒါကိုကျွန်တော်ကနေပြီးတော့ကိုယ်တိုင်နှမ်းပြီးတော့ကိုယ့်ဖုန်းကနေ remote device နှမ်းပြီးတော့လုပ်လို့ရပါတယ်နှမ်းပြီးတော့ log out လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ ိုးကောက်ကတော့လက်ရှိကိုးထဲမှာရှိနေရမယ်ဒီနေနာကိုတောင်းမယ်ဆိုလို့ရှိရင်အဲ့တော့ဘယ်လိုလုပ်လဲဆိုတာကိုဒီဗီဒီယိုလေးကိုဆောင်းအောင်လိုက်ကြည့်ပြီးပါကျွန်တို့ရဲ့ Facebook အထည်ကိုရောက်လာပြီဆိုလို့ရှိရင်ကျွန်တို့က profile ကိုနှိပ်ပေးလိုက်ပါ profile ကိုနှိပ်ပေးပါပြီဆိုလို့ရှိရင်အပေါ်မှာကျွန်တို့ဒီစက်သွားပုံလေးနဲ့စက်တီလေးရှိပါတယ်အဲ့ဒီကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ အဲ့ဒီကောင်လေးကိုဖိတ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဘယ်လိုသွားမလဲဆိုလို့ချင်း password and security ဆိုတာကိုဖိတ်ပြီးပါမယ် password and security ကိုဖိတ်ပြီးသွားပြီဆိုလို့ချင်းတခါနောက်ထပ် password and security ကိုပဲထပ်ပြီးတော့နှိပ်ပေးရပါမယ်အဲ့လိုနှိပ်ပေးသွားပြီဆိုလို့ချင်းကျွန်တော်တို့က two factor ဆိုတဲ့နေရာလေးကိုကျွန်တော်ဝင် ပြရမယ်ပေါ့နော်အဲအစင်းမြေလုံးဂျုံရေးပေါ့ နော်ဒီဘာကကျွန်တော်ကျွန်တော် two factor two step ခံတဲ့နေရာလေးဖြစ်ပါတယ်အဲ့တော့ဒီနေရာကိုကျွန်တော်ဝင်လိုက်မယ်ဝင်ပြီးွားပြီဆိုလို့ချင်းကျွန်တော်ရဲ့ account ထဲကိုကျွန်တော်ထပ်ပြီးတော့ဝင်ပြရမှာဖြစ်ပါတယ်အဲ့တော့ဘယ်နေရာလေးရဝင်လာလဲဆိုလို့ချင်းကျွန်တော်ဒီမြားကောင်းလေးရည်တစ်ချက်နှိပ်ပြီးတော့ဝင်ပါတယ်နှိပ်လိုက်ပါနှိပ်ပြီးွားပြီဆိုလို့ချင်းကျွန်တော်ဒီအောက်ဆုံးရောက်ဆွဲလိုက်ပါတော့အောက်ဆုံးရောက်ဆွဲလိုက်ဆွဲပြီးွားပြီဆိုလို့ချင်းကျွန်တော်ဒီမှာဒီကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါတော့ stress the five ပေါ့နော်အဲ့ဒီကောင်လေးကြောတစ်ချက်နေလာဒီညာကောင်းနေရာလေးပေါ့နော်နေလိုက်ပါနေပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီနေရာမှာကိုဝင်ခဲ့တဲ့ ရောင်စာတွေကိုဝင်ထားခဲ့တဲ့ကျွန်တော်တွေဖုန်းတွေပေါ့နော်ကိုဝင်ထားခဲ့တဲ့ဟာတွေကျွန်တော်တွေ့ရနေတယ်ပေါ့နော်မတော်စာဝင်တာပဲဖြစ်တမင်ဝင်သုံးလိုက်တာပဲဖြစ်ဖြစ်ပေါ့နော်အကြောင်းမျိုးမျိုးကြောင့်ကျွန်တော်ဝင်ထားပြီးတော့အဲ့ဒါကိုလော့အောင်မလုပ်ခဲ့ရဘူးပေါ့နော်ဥပမာတစ်ခုကျွန်တော်တွေဟာခင်ဗျားတို့ဆိုလို့ရှိရင်တော့ gain sign တွေမှာသွားပြီးတော့အဲကျွန်တော်သုံးကြတယ်ပေါ့နော်အခြားသူများရဲ့ဆက်တွေမှာသုံးကြတယ်အဲ့လိုမျိုးသုံးပြီးတော့ကိုကလော့အောင်မလုပ်ထားခဲ့ရဘူးကိုက အဲ့လိုမျိုးဖြစ်နေတယ်ဆိုလို့ရှင်ကိုကိုတိုင်းကိုရဲ့ဖုန်းထဲကနေပြီးတော့လှမ်းပြီးတော့ရမှုတစ်ပိုင်လုပ်လို့ရတယ်နော်ဘယ်လိုမျိုးလုပ်လဲဆိုလို့ရှင်ကျွန်တော်ဒီမှာဆိုလို့ရှင် area manager အဲ area manager နဲ့ဝင်လာတာရှိတယ်ဘောနော်သူရဲ့လိမ့်စာတွေပါပါတယ်နော်ဒီမှာ2024 2024အဲပြီးလို့ရှင်တွန်ခဲ့တဲ့9လပေါ့နော်9လပြီးလို့ရှင်ကျွန်တော်ဒီမှာလွန်ခဲ့တဲ့9လ9လလွန်ခဲ့တဲ့4လပေါ့နော် အဲမကြသေးခင်ကဘောနော်ဒီလိုမျိုးဝင်လာခဲ့တဲ့ဟာရှိတယ်ဘောနော်ဒီလိုမျိုးဝင်လာခဲ့တဲ့ဟာကိုကျွန်တော်တို့ကဒီမှာဒီကောင်ဖျောက်ပြမယ်အောက်ဆုံးအားဘောနော်အဲ့တော့အောက်ဆုံးအားမှာဆိုလို့ချင်းသူ့ရဲ့ location မှာပါတယ်အဲ့လိုမျိုး location ကပါလာတာဖြစ်တဲ့အတွက်မှာ remove device ဆိုတာလေးနှိပ်လိုက် remove device ကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့ဒီအထိဟာက log out ဖြစ်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီနီးလန်းကိုအသုံးပြုပြီးတော့ဟိုကအခြား ဟိုတုံးခဲ့တယ်။ဟိုဝင်တုံးခဲ့တဲ့ဂျပိုက်ဒီပေါ့နော်။ဥပမာတစ်ခုကွန်ပျူတာပဲဖြစ်ဖြစ် Mac Pro ပဲဖြစ်ဖြစ်ဒီနောက်တစ်ခုကကျော်ရီ Android Android ပဲဖြစ်ဖြစ်ပေါ့နော်။ iPhone ပဲဖြစ်ဖြစ်ဟိုဒီဗိုက်မဟုတ်တဲ့အခြားဒီဗိုက်တွေကိုဒီနီလာနဲ့လှမ်းပြီးတော့ remove လုပ်လို့ရတယ်เนาะအဲ့တော့ကျွန်တော်ကဒါအောင်လုပ်ပြရလဲဆိုတော့ကျွန်တော်ဆက်ထဲကဟာကိုကျွန်တော်က remove လုပ်ပြီးတော့လုပ်ပြတာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်အားလုံးအတွက်အဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ် ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဘယ်လိုအကြောင်းအရာလေးတွေကိုသိကျင်လဲဆိုတော့လည်းကောမလီမှာရေးပေးခဲ့ပါဦးခင်ဗျာ